ော့ရန်ဖိုင်းသူငယ်စာဖတ်ကြအောင်နော်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်ရောက်နေရတော့အမှတ်61ပေါ့နော်အလဲဘိုလမ်းမကြီးမရန်ကုန်မြို့နယ်မှာရှိတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာ TikTok မှာဆိုရင်တော့နာမည်ကြီးပဲအမှုပညာရှင်မင်းသားမင်းသမီးတွေကအစားအိုင်ရဒီဖာလူဒါကိုဒါမှာပြီးတော့စားကြတယ်ဆိုတော့သူရတာဘလို့ရှိလဲဆိုတာလဲကျွန်တော်အရန်သိကျင်နေပြီးတော့ကျွန်တော်ဒီနေ့လာပြီးတာပဲကျွန်တော်လိုက်ခဲ့ပြီးတော့ ်ရင်းလေးမင်္ဂလာပါမင်္ဂလာပါလေးနာမည်လေးမိတ်ဆက်ပေးပါ ျွန်တော်နာမည်ကတော့ Uban ဖြစ်ပါတယ်ဟုတ်ကဲ့ဒီဆိုင်လေးကိုဘယ်လိုစပြီးတော့ဖွင့်ပြတာလဲလောက်ပါလားအဓိကတော့ပြောမယ်ဆိုရင်ဝန်တန်းမလုပ်ချင်တာနဲ့ဒီလိုမျိုးဆိုင်တီးတီးလေးကနေစပြီးဖွင့်ပြတာပါဗျဟုတ်ကဲ့ဟုတ်ကျွန်တော်ဆိုင်မှာ main ကတော့ Faluta ရောင်းပါတယ်အခုကျွန်တော် snack ထဲမှာဆိုရင် hamburger tuna sandwich domio နောက် juice နဲ့ yuria ရေကဲမုတ်တစ်ထောင်တန်လေးလည်းရပါတယ်ဟုတ်ကဲ့အလူပညာရှင်တွေမင်းသားမင်းသမီးတွေကဆိုတော့ဒီမှာမှာပြီးတော့စားကြတယ်တွေ့ရတယ်ဆိုတော့အဲ့အလေးလေးပြောပြပေါ့ TikTok မှာကျွန်တော်တင်လိုက်တဲ့အခါမှာလူလူစိတ်ဝင်စားမှုလည်းခံရတယ်သူတို့ကလည်းကျွန်တော်ရဲ့အာမခံချက်ကြောင့်ကောင်းလားမက ောင်းလားဆိုပြီးစိန်ခေါ်မှုနဲ့လာမြည်တာရရှိတယ်ကျွန်တော်ကအပြောလဲကောင်းတယ်လို့ကျွန်တော်လုပ်ပေးထားတဲ့ဥစ္စာလည်းကောင်းတဲ့အတွက်ကြောင့် တကျွန်တော်နဲ့အံဝင်ငွေကြဖြစ်သွားတယ်လို့ထင်ပါတယ်ဗျလူတရင်လူချင်းဆောင်ပြီးတော့အခုလိုမျိုးအဲနုပညာရှင်တွေနောက်ပြီးတော့တခြားသောဆယ်လီရပါလားအားပြီးရလို့မြင်ပါတယ်ကိုသဘောကျဆုံးကတော့ဒါညီလေးတို့ဆိုင်လေးမှာအဲလူငယ်တွေစာဖတ်ဖို့အတွက်စာအုပ်လေးတွေထားပြီးတယ်အဲ့ဒါတော့ဘလို့ idea လေးနဲ့တားပြီးဖြစ်တာလဲကိုကိုရိုင်ကလည်းစာဖတ်ရတာကြိုက်တယ်လို့ကိုရှိလာတဲ့လူငယ်အနေနဲ့အချိန်တစ်ခုစောင့်နေတာတော့လကောက်စာဖတ်ချင်တာတော့လကောက်ကျွန်တော်ဆိုင်လေးမှာ live ဖတ်လို့ရစေခြင်းနဲ့ရွေချက်လေးနဲ့လုတ်ဖြစ်တာပါဟုတ်တယ်အခုဒီဘက်ကလူငယ်ဆိုတော့ဒါအကိုလည်းမြင်နေရပါတော့နော်စာဖတ်အားအရန်နေသွားတာကိုတွေ့ရတယ်အကိုတို့ကလည်းဒါအားတဲ့အချိန်ဆိုအကိုလည်းစ စာဖတ်တယ်ဟုတ်တယ်အဲ့တော့ဒီ idea လေးကလည်းအခုတော်တော်လေးသဘောကျတာပေါ့နော်ဖြစ်နိုင်စာကြည့်တိုက်လေးဖွင့်ဖို့အတွက်ဒီကိုတွေးထားတာလေးရှိပါကျွန်တော်ဒီဖုန်းထဲမှာစာအုပ်တရာလူမဲ့သူ200လူမဲ့သူပတိန်ကအန်နီတို့ဘာလို့လဲဒီ interview လေးကိုမြင်နေဆိုရင်စိတ်ချမ်းသာပါစေကျွန်တော်အလူရှင်နေအများကြီးပေါ်တယ်အဓိကအဖြစ်လူငယ်တွေအနေနဲ့ကျွန်တော်တို့ကရုံးကန်လှုပ်ရှားရတဲ့အချိန်မှာလူတယောက်ကကျွန်တော်တို့ကိုအမြဲတမ်း guide မလုပ်ပေးနိုင်ဘူးအတိနဲ့တတိကိုအမြဲတမ်း control လုပ်ဖို့ဆိုတာစာပေတွေကအရင်ရေးကြည့်ပါတယ်ဗျဒီအပြင်မှာထိုင်ပြီးလို့ထိုင်စားလို့ရသလိုဟိုထဲမှာလည်းစားလို့ရတယ်နော်အဲဒီထဲမှာလည်းကျွန်တော်တို့ magic ပေါ့ င်းเนาะအကိုကလည်းကျွန်တော်အကိုလိုဘူကပဲပြင်မာရမ်းများနေအထဲမှာဝင်းပြီးတောင်းဆောင်ပြီးလုပ်ပြီးတာအကိုကလည်းခွင့်ပြုပေးတာညီကိုလိုဖြစ်နေတာပေါ့เนาะ AC လေးနဲ့မီးလာရင်တမျိုးမီးမလာရင်လည်းသူဆက်နဲ့နှုတ်ပြီးတော့တကုတ်အများကြီးအထောက်အကူပေးပါတယ်ကျွန်တော်ပါမိတ်ဆွေကောင်းနဲ့တွေ့တာပေါ့နော်အကိုအဲ့လိုမျိုးဟုတ်ပါပါလေဟုတ်ကဲ့ကျေးဇူးပါဆွဲကြည့်လိုက်တော့ဟုတ်ကဲ့ပါလွတ်လွတ်လပ်လပ်အကိုစားရတဲ့ feeling နဲ့ပြောပြပါနော်သူ follow ဒါတစ်ခွက်ရတော့ဗျာ ်လုံးဝအပြည့်ပဲကျွန်တော်တို့လည်းဘဝမှာတော့ဖာလူဒါရဲ့အများကြီးစားခဲ့ပူတာပဲအဲ့တော့ဒီဖာလူဒါကိုကျွန်တော်တို့ရဲ့အသင်းလုံးကိုလောက်ကင်နိုင်မှာမလားဘုနော်မလိုက်နဲ့ဒီနော်တို့တော့သူတုံးတာဒါတော်တော်လေးကောင်းတာတော့ကျွန်တော်တွေ့ရတယ်သူပူတင်းဆိုလဲအတုံးကြီးပဲဗျာသူထည့်ပေးတာဒါမျိုးနှစ်တုံးလောက်ပါတယ်ပူတင်းလည်းတော်ကောင်းတယ်ဒီထဲမှာထည့်ပေးတာအိုင်စကရီးမ်လည်းကောင်းတယ်ဗျာပါလူဒါတခွမှာရေးကြည့်တာ နွားနို့ရယ်မလိုက်ရင်ပူတင်အိုက်ဆွဲပေါ့နော်အဲ့လေးကွာဒါသူကမိမ့်မဲ့သူသုံးနိုင်နွားနို့လည်းကောင်းတယ်မလိုက်ရင်လည်းကောင်းတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ကြိုက်တာပါတယ်ဆိုတော့အယမ်းမချိုးဘူးအဲ့ဒီကွာရမ်းမိုက်တယ်ပေါ့ဒါကြီးအချိုးကဲပြီးတော့ချိုရင်းနေလဲကျွန်တော်လုံးဝမကြိုက်ဘူးဒီညီလေးကတက်တော့တွေလို့ကျွန်တော်လည်းလာပြီးတော့စားကြည့်အောင်နော်မိုက်တယ်သူ့ထဲမှာပါတဲ့ဒီအစာပလာရေးရလဲသူဆုံဆုံလင်းလင်းကိုသူထည့်ပေးတာစောက်တွေအများကြီးထားပေးတာစိတ်အထုံးပြေလျှော့ရှင်း ဲ့တကူလေးကိုလည်းကျွန်တော်တော်တော်သဘောကျတယ်ဒီဂျစ်တယ်ဘုံဖြစ်လာတာနဲ့အမျှဒီစာဖတ်ခြင်းမှာတော့အားနည်းလာကြတယ်ကျွန်တော်ကိုယ်တိုင်ဆိုလည်းကျွန်တော်ဒီအချိန်အထိကိုကျွန်တော်စာဖတ်တယ်စာအနေနဲ့ဆိုလို့ရှိရင်ဘာပဲကြည့်နေလဲဆိုတော့ဟဲ့အောင်စာအုပ်ဆိုင်ဘယ်တော့ discount ချမလဲဆိုတာပဲကြည့်နေ။အဲစာအုပ်ဆိုင်တခု discount ချပြီဆိုလို့ရှင်ကျွန်တော်အများကြီးတော့ဝယ်တယ်။ဟာဝယ်လို့ရှင်3-5000ပို့။အဲ့လိုမျိုးကျွန်တော်လာရင်းဝယ်တယ်ပေါ့နော်။ဒါပေမဲ့ဒီဘက်ကလူငယ်တွေမှာအဲ့လိုမျိုးစာဖတ်တဲ့အလေးချိန်မတွေ့ရအောင်။အဲ့ဒါတော့ဒါကျွန်တော်စိတ်မကောင်းစရာပဲ။ဆိုတော့ဒီညီငယ်လေးဒါဒီလိုမျိုးစာအုပ်လေးထားပေးထားရတယ်။ဒါကျွန်တော်ရမ်းသဘောကျပါတယ်။လူငယ်တွေစာဖတ်ကြနော်။ ဒီအပြင်မှာကျွန်တော်တို့ခံစားလို့ရတယ်လို့အကိမိုးတွေပါအရန်ရွာပဲဖြစ်ဖြစ် order ကြတာပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီ matches ဆိုတဲ့ဆိုင်ထဲမှာလည်းဝင်ပြီးတော့ထိုင်စားလို့ရကျွန်တော်ဒီတစ်ခွက်ကိုဟိုထဲမှာသွားစားတာ နှစ်လပိုင်း14ရက်နေ့ချစ်သူများအနေမှာဒီဆိုင်လေးကိုကျွန်တော်ဆားဖွင့်ဖြစ်ခဲ့တာ။ဆိုင်ဖွင့်ပွဲရဲ့ဖိတ်စာကိုတာမန်နေနဲ့မတူချင်တဲ့အတွက်ကျွန်တော်အိုင်ဒီယာလေးတစ်ခုတွေးမိတာပေါ့နော်။ကျွန်တော်ရဲ့မိဆွေတွေအကုန်လုံးကပင်လေဆိုရင်ကျွန်တော်ကဒီယာလေးနဲ့ညှော်လိုက်တယ်ဆိုရဲသဘောလေးပေါ့။ဆပြီးလို့ဝန်ကလည်းတတော်လေးကျွန်တော်ပြောရမစိုးလုတ်ပြီးတဲ့အမားနဲ့တလားလောက်ဝင်းကျင်တိုက်မြင်ရတယ်။ပြီးတော့ပင်လေသေးအစီရဲ့ခရူလေးတွေရဲ့ထဲမှာရှိတဲ့စာလေးထဲမှာလည်းတကယ်ကိုကြပြဆန်းဆန်းစာသားလေးတွေရေးထားတယ်။ဆိုင်လေးနာမည်ကဗိုင်အိုလင်ဆိုတဲ့အတိုင်းဖတ်လိုက်တာနဲ့တကယ်ကိုရင်ထဲမှာကြပြအရမ်းဆန်သွားမယ်ပုံစံလေးလုတ်ပြီးထားပါရ ယ်ကျွန်တော်ခုတောက်လာဆိုနှစ်ခွက်နေရွာလောက်ရှိပြီဤဝါရယ်ဆိုခံစားချက်မျိုးကျွန်တော်မရဘူးဗျာဒါပြီးရင်ပါလူဒါတောက်ချင်လို့ဗျာမော်ကြီးပန်းကြီးနဲ့လာမယ်လူတွေအတွက်လည်းသူကဒီတောက်စဝါတာလေးသူကထားပေးတာကျွန်တော်တို့ဖတ်တီးလေးများများတောက်အောင်မတော်ဝိတ်လဲကြရတယ်ကျမကြီးလည်းကောင်းတယ်အဲ့လေတစ်ခွက်တောက်လိုက်အဲ့ပူလန်းဝါ fresh ပဲဝါဘယ်ကလာစားနိုင်ရဟောဒီရပဲငားပဲဒီမှာတွေ့လို့ တော့တက်တော့မှာတွေ့လို့လာစားတာဟုတ်တယ်။ဟောတက်တော့မှာပေါက်တာ။ဟောညာဖိုင်းကဲခုတော့တွေ့ကြတဲ့အတိုင်းပဲကျွန်တော်ဒီနေ့လာစားွားတဲ့ violin ဆိုတဲ့ဒါဆိုင်လေးကတော့အလဲဘဟုလမ်းပေါ့နော်မယန်းကုန်းမြို့နဲ့အမှတ်97 magic ဆိုင်အရှိလေးမှာဖွင့်ထားဖြစ်ပါတယ်။ဒီငငယ်လေးဆိုင်ကတော့ကျွန်တော်ကဒါ TikTok မှာအရင်ရေမန်းစားပြီးတော့ဗျမင်းသားမင်းသမီးရဲ့လူပညာရှင်တွေကစားမှာစားနေရတဲ့ကျွန်တော်ဒီနေ့ဘလောက်တော့ကောင်းလဲဆိုတာကျွန်တော်မပြောပြတော့ဘူးကျွန်တော်ဒီမှာဘယ်နှခွက်စားထားရလဲဆိုတာပဲကြည့်လိုက်တော့အရင်ကောင်းနေအခုနှစ်ခွက်စားပြီးတော့ကျွန်တော်အဲ့လို e စိတ်နေရကြီးကျွန်တော်မရှိဘူးအချို့လဲအနေတော့ပဲဒီဖာလူတာရတာလေးကိုတော့ဘရိုးရဲ့ဘွားမှာတခါလောက်ပဲဘရိုး တစ်ခါတော့ပဲမြည်ဆန်းကြည့်စေချင်ပါတယ်ဆိုတော့ကဲနောက်ပိုင်းဒီမှာကျွန်တော်ဘလိုဆိုင်တွေဘလိုနေရာတွေဘလိုစားသောက်တွေထပ်ပြီးတော့သွားစားအောင်လို့ဆက်ပြီးတော့ဆက်မျိုးကြည့်ရှုပေးကြပါအောင်ညကြည့်ရှုအပေးကြရတယ်ရောက်စီ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 တယ်အဲရောက်စီတော့ကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်အခုတော့ဒီပိုင်းမှာတလောင်းနဲ့ပဲနှုတ်ဆက်ပြရတယ်ညအားလုံးပဲစားကောင်းကျမ်းပါကြပါစေဘိုင်ဘိုင်သွားပြီ